အခု jump bike ကတော့ကမာဦးချန်ခန်းကြီး40ဖြစ်ပါတယ်။ခန်းကြီး40အငယ်1မှ35ထို့နောက်မှာအေဂုတုရှင်မြင်းထံဖလားတော်ဝန်နှင့်စားတော်ဝန်တို့သည်မိမိတို့ရှင်အေဂုတုရှင်မြင်းကို ပြစ်မှားကြ၏။ဘာရောပြင်သည်ထိုအမတ်နှစ်ယောက်ဒီဟုသော ဖလားတော်ဝန်နှင့်စားတော်ဝန်တို့ကို အမျက်ထွက်၍ယောသအချုပ်ခံရာထောင်ဒီဟုသော ကိုယံတော်မူ၏အိမ်၌ချုပ်ထားတော်မူ၏ကိုယံတော်မူသည်သူတို့ကိုရောသက်၌အပ်၍ရောသက်သည်ပြုစုရ၏သူတို့လည်းအင်တန်ကာလအချုပ်ခံလျက်နေရကြ၏ထိုတို့ထောင်ထဲမှအချုပ်ခံလျက်နေရသောအေဂုထုရှင်ပြည်ဤဖလားတော်ဝင်နှင့်စားတော်ဝင်ယောက်တို့သည်အတီးအတီးမိမိတို့ကိုစီဆိုင်သောအနေနှင့်ပြည့်စုံသောအိမ်မက်ကိုတညချင်းတွင်တယောက်တည်းစီ မြင်မဲ့ကြ၏နန်းတဲ့အချိန်ရောက်မှယောသတ်သည်သူတို့ထံသို့ဝေ၍ကြီးရှုသောအခါသူတို့မျက်နှာညှိုးငယ်လျက်ရှိသည်ကို မြင်လျှင်သင်တို့သည်ယနေ့အပေကြောင့်မျက်နှာညှိုးငယ်သည်ဟုမိမိသခင်အိမ်၌မိမိနှင့်အတူအချုပ်ခံရသောဘာရောမီအမတ်တို့အားမေး၏ တို့ကလည်းငါတို့သည်အိမ်မက်ကိုမြင်ရပြီးအ내ကိုဖတ်နိုင်တော်သူမရှိဟုဆိုကြတော့ယောသကအိမ်မက်အ내များကိုဘုရားသခင်ဆိုင်တော်မူသည်မဟုတ်လောတို့ဖြစ်ပြီးတင်တို့အိမ်မက်ကိုကျွန်ုပ်အားကြားပြောကြပါဟုဆို၏ထိုအခါဖလားတော်ကွန်ဒီမိမိအိမ်မက်ကိုယောသအားကြားပြောသည်ကငါမြင်မဲ့သောအိမ်မက်တွင်ငါရှိမှစပြည့်နယ်ပင်ရှိ၏ထိုစပြည့်နယ်ပင်၌ အလက်၃လက်ရှိ၏ထိုအလက်တို့၌ပန်းကုန်ကဲ့သို့ရှိ၏အပွင့်လဲပွင့်၏အတီးပြုတ်တို့လဲမှဲ့သောစပစ်တီးဖြစ်လေ၏ဖာရောမိ၏ဖလားတော်ကိုငါကင်လျက်ထိုစပစ်တီးကိုယူ၍ဖလားတော်၌ညှိပြီးမှလက်တော်တွင်ဆက်တီဟုပြောဆို၏ယောသကလည်းတင်အိမ်မက်အ내ဟုမူကားစပစ်ညွယ်၃လက်တို့သည်၃ရက်ဖြစ်၏ သုံးရက်လုံမှဘာရောမင်းသည်တင်းဥကောင်းကိုချီးမြှောက်၍တင်းအရာကို ပြန်ပေးတော်မူသည်ဖြင့်တင်းသည် အထက်က ဖလားတော်ဝင်ဖြစ်၍ပြုဘူးသည့်ဤသူတဖန်ဖလားတော်ကိုဘာရောမင်း၏လက်တွင်ဆက်မြဲဆက်ရလိမ့်မည်တင်းသည် ချမ်းသာရသောအခါကျွန်ုပ်ကို အောင်းမေ၍ကျေးဇူးပြုပါလော့ဘာရောပင်ကိုလျှောက်၍ကျွန်ုပ်ကိုဤအိမ်မှနှုတ်ယူပါအကယ်စင်စစ်ကျွန်ုပ်ကို ဟေပြဲပြီမှခိုးယူခဲ့ကြ၏ ဤပြည်မှာလည်းကျွန်ုပ်၌အပြစ်မရှိဘဲထောင်ထဲမှာလှံထားကြသည်ဟုဆိုလေ၏အငယ်၁၆မှ23ထိုအိမ်မဲ့အ내ကောင်းဒီကိုစောတော်ဝန်တိမြင်လင်ငါဒီလဲဖြူသောတောင်းတုံးလုံးကိုကိုယ်တိုင်ရွက်နေဒီကိုမြင်မဲ့၏အပေါ်တောင်းတွင်ဖာရောမင်းစောတော်ခေါ်ဖို့ချက်ပြီးသော ခဲပွေစားပွေမျိုးမျိုးရှိပြီငှက်တို့သည်လည်းငါရွက်သောတောင်းတဲကနှုတ်၍စားကြသည်ဟုယောသအာပြောဆို၏ယောသကလည်းတင်းအိမ်မဲအ내ဟုမူကားတောင်းသုံးလုံးသည်၃ရက်ဖြစ်၏သုံးရက်လုံးမှဘာရောမင်းသည်တင်းဥကောင်းကိုကိုနှင့်ခွာမြောက်လျက်တစ်ပင်၌ဆွဲထားတော်မူ၍ငှက်တို့သည်တင်းအသားကိုနှုတ်၍စားကြလိမ့်မည်ဟုပြန်ပြော၏ထို့နောက် သုံးရက်လွန်သောအခါဖာရောမင်းဖွားသောနေ့ရက်၌နှစ်စဉ်ပွဲကိုခံ၍ကျွန်တော်မျိုးအပေါင်းတို့ကိုကျွေးမွေးတော်မူစဉ်တွင်ဖလားတော်ဝန်ဤဥကောင်းနှင့်စားတော်ဝန်ဤဥကောင်းကိုကျွန်တော်မျိုးတို့တွင်ဖော်တော်မူ၍အိမ်မက်အ내ကိုယောသဖတ်သည့်အတိုင်းဖလားတော်ဝန်ကိုအထက်အရာ၌တဖန်ခန့်ထားတော်မူသည်ဖြင့် သူဒီဖလားတော်ကိုဖာရောမင်းဤလက်တွင်ဆက်မြဲဆဲရ၏စားတော်ဝန်ကိုမူကားဆွဲထားတော်မူ၏သို့တော်လေဖလားတော်ဝန်သည်ရောတက်ကိုမအောင်မေပဲမိလျော်၍နေလေ၏โอเคတော့ချမ်းပိုင်မှာပြန်ကြည့်ချမ်းလေးဟုတ်ပါ